သတင်းရလာပြီးနေရမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုဟာဘိုးဘွားပြည်ပဆရာသမားတွေကိုခရော့ခြင်းပဲဖြစ်တဲ့ပေါ့ဒါကမြန်မာလူမျိုးတွေရဲ့ဒီယဉ်ကျေးမှုတစ်ခုပဲလို့ဒီကနေ့ခေတ်စားနေတာကိုကြည့်ပြီးတော့ပြောတာနော်ဖြောက်ဖောက်ထားတော့ကြောက်စရာကောင်းတယ်ဘယ်ဟာယဉ်ကျေးမှုဆက်လာတယ်လဲလို့မသိဘူးနော်ဖြောင်းတဲ့ဘုံနဲ့ရောသွားရင်ခက်လိမ့်မယ်တော့ကြာကြာအဲ့ဒါကြောင့်မို့လို့ ဒီလိုအနောက်ရှက်ဖြစ်တဲ့အရာမျိုးကတော့ရှောင်ကျင်တာဟာအကောင်းဆုံးပဲပေါ့မလုံသင့်ဘူးဆိုတာသိဖို့လိုအပ်တယ်ပေါ့အထူးသဖြင့်လူငယ်လူရွယ်တွေဟာအပျော်တစ်ခုတည်းကိုမကြည့်ပဲနဲ့မိမိတို့ရဲ့ယဉ်ကျေးမှုတွေမပြတ်ပြားအောင်လိုက်နာကျင့်သုံးကြရမှာဆိုတာအသက်ရရတဲ့ပုဂ္ဂိုလ်တွေကနာပါချပြီးတော့ဆုံးမပေးပြီးလူငယ်တွေကိုတိမ်တွင်ခေါ်ဆောင်ဖို့ဆိုတာအမြဲတမ်းအရေးကြီးပါတယ်လုတ်ပြီးဆိုရင်ငါလုတ်တဲ့အလုတ်ဒီငါအတွက်အကျိုးရှိသလား သူများအတွက်အကျိုးရှိသလားနှစ်ဦးလုံးအတွက်အကျိုးရှိရဲ့လားအကျိုးမရှိဘူးလားဒီစံချိန်နဲ့ပဲတိုက်ဆိုင်ပြီးတော့ကြည့်ကြအောင်ဖြစ်တယ်ငါမှလည်းငါမှအကျိုးရှိတယ်ဆိုရင်အင်ပျော်ရတယ်ဒါငါမှအကျိုးပဲသို့တော့အထိတ်တလန့်ဖြစ်သွားတယ်ဆိုရင်ဒါအကျိုးပြပြတာခေါ်တာပေါ့အဲ့ဒါလို့မဖြစ်စေရအောင်ဒီယဉ်ကျေးမှုဆိုတာကတကယ်စိတ်မှန်တဲ့ယဉ်ကျေးမှုစိတ်နှလုံးအေးချမ်းတဲ့ယဉ်ကျေးမှုမျိုးမိမိတို့ မြန်မာနိုင်ငံမှာရောက်ရှိလာတဲ့အခြေအနေတွေကနေမပြည့်စုံအောင်ဝိုင်းဝန်းဆောင်ရှောက်ချင်အောင်ဖြစ်တယ်